ောက်ဒီနေရာမှာတူးတူးနဲ့တရားနင်းနေချင်လို့လားဟုတ်မင်္ဂလာပါဟုတ်မင်္ဂလာပါဆရာလက်တစ်တည်းသူတို့လက်ခံဇာချောက်ကိုဘောရကချောက်ဘာချောက်လို့ပြောမလဲသူလို့ရမယ်ခဏတက်နေရချောက်လို့ပြောတော့မယ်อืมပြောလို့လက်ခံပြစ်လဲဆိုတော့နံပါတ်1ကတော့ဟိုပါဗောနော်ဇလန်းချောက်ပေါ့ဇလန်းကိုကြည့်ပြီးတော့ပထမဆုံး ဟိုငါပြန်ရိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်ဖြစ်တကယ်ဟိုဇလန်းကောင်းကောင်းလေးမရိုက်ရင်လည်းမရိုက်နေပါတော့เนาะရိုက်တယ်ဆိုလို့ရှိရင်လည်းဟိုကောင်းကောင်းလေးကိုကတော့ဘာဖြစ်လောက်ွက်တခန်းဆိုတခန်းဟိုအခန်းများတော့ပြောတာမဟုတ်ပါတော့เนาะလောက်ွက်လေးတစင်းဆိုတစင်းရရတဲ့ဇလန်းလေးကိုပြန်ရိုက်မယ်နောက်တစ်ခုကကြတော့လည်း ဟိုတရုတ်ဆောင်ဆိုတာတရုတ်ဆောင်လောက်အောင်มาပျော်တာဟိုမှာနေနေတော့လည်းမပျော်ဘူးနေเนาะအဲ့ဒါအမအမျိုးသားကလည်းပြောငါမပျော်ဘူးဆိုတော့အဲရုပ်ရှင်ရဲမှာပျော်တာဟုတ်တယ်ရုပ်ရှင်ရဲမှာပျော်ခဲအဆိုလည်းရိုက်ပေါ်လीဇလန်းကိုရွေးပြီးွားတော့ကိုယ့်နဲ့အစဉ်ပြေးဇလန်းလေးတွေ့ရဆိုလို့ရှင်ရိုက်ပေါ်เนาะသူကအဲ့လိုမျိုးပြောအဲ့ဒါကြောင့်လည်းရိုက်ဖြစ်သွားပါတယ်နောက်တစ်ခါကျတော့လည်းကိုရတနဲ့ဆရာမင်းမင်းကသူတို့နှစ်ယောက်ကြောင့်လည်းပါတယ်ဘာဖြစ်လို့ဆိုတော့ကိုရတကိုကိုကယုံကြည်တယ်ဆရာကိုလည်းကိုကယုံကြည်တယ်အဲသူတို့ရိုက်ပြီးဆရာရေးတယ်ကို ောရတာရိုက်တယ်ဆိုလို့ရှင်တော့ငါ့ကိုထဲ့တယ်ဆိုလို့ရှင်တော့အလကားတော့ထဲ့မှာမဟုတ်ဘူးဒီတိုင်းပဲ BPO လောက်ရတဲ့စင်းတွေတော့ထဲ့မှာမဟုတ်ဘူးငါ့ကိုတစင်းဆိုတစင်းလုတ်ခွင့်ပေးတဲ့ director ပေါ့နော်ကိုယ်လုတ်ွက်ပေးတဲ့ဟိုဇက်ညွန်အဲ့လိုမျိုးတော့ရမှာတေချာရဲဆိုတော့ယုံကြည်ရဲ့စိတ်နဲ့ရိုက်ဖြစ်တာပေါ့ရှင်ဟုတ်လုတ်ွက်လည်းပေးတယ်ရိုက်လိုက်တော့ထီထီမြူးမြူးကွက်ကွက်ခွင်းခွင်းအာဒီလုတ်တာကိုဥပ္ပတ်ပြီးတော့ပြပေးနိုင်ဟုတ်တယ်ဟုတ်တယ် ။ဒါတွေကကိုယ်အတွက်ဘယ်လိုလုပ်ချင်ကြလဲကောင်းတယ်လို့။အင်းလုပ်ခွင့်ရပြီဆိုတော့ကိုကဒီဟာကိုလုပ်ဖို့အတွက်အားထည့်ရမှာပေါ့။အခွင့်ရရင်ကိုကအခွင့်ရကိုကဒါကိုကိုကလုပ်ရတော့မှာလေနော်။ကိုကိုအခွင့်ရပေးနေပြီဆိုလို့ရှိရင်ကိုကဒါကိုအကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင်လုပ်မယ်လို့စဉ်းစားကြရတော့ကြိုတင်ပြင်ဆင်တယ်။ကိုခံပါတဲ့ဥစ္စာလေးတွေငါကရဲ့ character ဘယ်လိုအသက်ပိုင်းခြားမှာဘယ်လိုလေးကြီးဝတ်စားမယ်ပေါ့နော်။ဘယ်ရွယ်မှာဘယ်လိုဖြစ်နိုင်လဲဒီအမျိုးသမီးရွယ်က ဟိုအသက်40လောက်ဖြစ်မယ်နောက်တစ်ခုကကျတော့မောင်ဘယ်လောက်လောက်ချစ်မယ်မိသားစုကိုဘယ်လိုချစ်မယ်အဲကလေးဆိုလို့ရှင်လဲအသက်40လောက်မှရလာရကလေးဖြစ်တဲ့အတွက်ကြောင့်မလို့ခက်ခက်ခဲခဲနဲ့သူ့အွယ်မှာမွေးတဲ့ကလေးဖြစ်မယ်အဲ့တော့မလွယ်ဘူးပေါ့အဲ့တော့ယောက်ျားဆိုလို့ရှင်လဲတင်မောသား အမျိုးသမီးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့နည်းနည်းပြောင်ပြောင်ရောင်ရောင်ဖြစ်နေမယ်အသားရည်ကစာသူများနဲ့မတူဘူးပေါ့နော်ဟိုနေမှနေရဆိုမဲ့ဂျွာကကျန်တဲ့သူတွေကြတော့အသားရည်တစ်မျိုးဖြစ်ပေမဲ့ကိုယ့်ရဲ့အသားရည်ကကြတော့ကိုမျိုးပေါ်မှာလည်းသွားနေရတယ်တင်မောသားကရော်ဆိုတဲ့ဟာဖြစ်ချင်တော့လည်းကိုယ့်အမေကလည်းတင်မောသားရဲ့ကရော်ဆိုတော့အဲ့ဟာကိုကဘာတွေဝတ်တယ်စားတယ်ဆိုတာကိုကြတော့သိနေရပေါ့နော်အမေရဲ့ character ဖြစ်နေရပေါ့နော်အဲ့တော့အမေစီကလည်း character ယူရလည်းများပါနောက်တစ်ခုကကြတော့အသက်အရွယ်ကြတော့ကိုယ့်ရဲ့အရွယ်နဲ့ကွက်တီဖြစ်နေကိုသားသားလေးတယောက်ရှိရင်ဆိုတဲ့စိတ်ပေါ့နော်ကိုဆိုလို့ရှိရင်လည်းဒီချိန်မှာကလေးတယောက် ရပြီဆိုလို့ရှိရင်အဲ့ဒါခက်ခက်ခဲခဲဖြစ်မှာပဲလေကိုလည်းအရန်ချစ်မှာပဲတုံညောင်ချစ်မှာဆိုတော့အဲ့အဲ့ဟာလေးကအများကြီးပေါ့သူ့ရဲ့စိတ်နေစိတ်ထားသူ့ရဲ့ တ်ဝန်းကျင်ဟာတွေအကုန်လုံးစဉ်းစားပြီးွားတော့မှဒီ character မှာတိဆောက်ပြီးွားတော့ဟိုပါပေါ့ဒါအကျိုးစားပြီးရိုက်ခဲ့ရပေါ့အနည်းဆက်ဆုံးပေါ့သူကတော့ဇက်ဖွင့်ပါတယ်ကကိုရောတက်ကလောက်တာလေနော်ဟောအမနဲ့ခင်ပြေးရရလို့တော့ဟောကိုကိုအဖေကလည်းအဲလိုကမြင်းချင်ပြီးဒါလေးတွေလောက်ထားပြီးတော့မှခက်ခက်ခဲခဲရတော့ဆိုတာဒါအရင်ပြောထားတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဘာဖြစ်လို့ဆိုသူထွက်သွားခွန်းနှစ်ကြာတာမှပဲကလေးကမရထားသေးဘူးလေနော်အဲ့တော့သူ့စိတ်ထဲမှာပြန်လာရင်ဒီနေဝင်းပြန်လာပြန်လာရင်အောင်မျက်စံပြန်လာပြီဆိုလို့ရှိရင်သူကကလေးချီရမယ်လို့တော့ထင်နေရ ဒါပေမဲ့ကိုကကလေးမရသေးဘူးဆိုဟာနင်တို့ကလည်းစူးစမ်းကြအောင်လေဆိုတော့အဲ့ဟာထက်တွန်းပေးလိုက်တယ်လို့လူဖြစ်သွားတာပေါ့နော်။သူကလည်းအဲသင်မွားပြန်ရောက်တဲ့ချိန်အဲစူးစမ်းကြမယ်ဆိုပြီးစူးစမ်းတဲ့ပုံစံမျိုးလို့ပေါ့အဲ့လိုမျိုးပို့ဖြစ်တာ။ဒီကိုမောင်ဆိုတဲ့အရန်ဆိုးတယ်ပေါ့နော်။ဟုတ်ကိုပြောလို့နေရာတကမရဘူးပေါ့နော်။ဒီအောင်မြဆန်နေရာပြုတ်ဆောင်သွားတယ်နေဝင်ရောလူလေးမြင်တယ်ပေါ့။သူနဲ့ကမရိုက်ခင်နေရာဟဲ့ငမောင်လေးငမောင်လေးလို့ပဲကိုကခေါ်နေကြ။ အမသူကလည်းအမအမလို့ပဲစာပို့နေဟဲ့ငမောင်လေးနင်ဘလို့လဲဘာလဲညာလဲဆိုအဲ့လိုမျိုးပို့နေကြဆိုတော့ငါတွေပဲအတွက်ဘလို့ပဲစင်းလေးမှာဘလို့ရိုက်ကြမလဲအမအဆင်ပြေလားသူနဲ့ရ rehearsal တွေလည်းလုပ်ကြိုပြီးတော့ script reading လေးလည်းလုပ်ထားရဲဆိုတော့ဟိုရိုက်ကွင်းမှာတော့အဲ့လိုတော့အခက်အခဲမရှိခဲ့ပါဘူးဒါပေမဲ့အပြင်မှာလည်းသူကလည်းအမဒါလေးဟိုကလုပ်ကြည့်ပါလားအေးမောင်လေးဒါလေးကိုနဲ့ရလည်းတကယ်ဟိုလိုမျိုးဖြစ်နေရပါဘောနော်ဘောင်နှမရလိုဖြစ်နေရအမ coffee လေးတောင်း ူကလည်းသူကလေးမွေးတဲ့အကြောင်းလေးပြောပြကိုယ်လေအဲအဲ့အဲ့တော့ပြင်မာလဲကိုရီးယားမောင်နှမလိုပဲဖြစ်နေဆိုတော့အေးဟုတ်တယ်နော်ဘလို့သူကလေးမွေးရဲ့အကြောင်းလေးပြောအဲ့တော့ဟိုညီမလေးကလည်းကိုဝင်လေးနဲ့ဟိုအဲ့အကြောင်းလေးပြောပြဆိုတော့ကိုရီးယားရင်းနှီးပြီးတော့ဟိုဟိုဟာဖြစ်နေရဆိုတော့လေအဲ့တော့ကိုမောင်လေးလိုပဲခံစားရပြီးတော့ဟိုသူနည်းကြောက်လဲမောင်နှမအလီလိုဖြစ်နေရပါတော့အထဲမှာလဲဟုတ်မင်းကအော်ဒီကျွန်တော်လက်တဲ့ခမ်းပါလေဗုဒ္ဓစာရလေးတွေကအော်ပြည်ပြည်ပြည်ပေါ်ပေါ်တင်နေပြောင်း ဘရက်လေးတွေပွက်တာလားဟုတ်လားဘရက်လေးဟုတ်တယ်ရွှေဘဝလေးရယ်ဒါကြတော့နေရပတ်စံရှိရသူတွေတော်တော်များများကြတော့ကိုရံကိုလည်းပြောရမယ်ဆိုလို့ရှိရင်ကိုဆိုလို့ရှိရင်ရွှေရကြိုက်တယ်သိလားရွှေကိုဝိရတာကြိုက်တယ်လေပို့ပြီးတော့တင့်တယ်တယ်အဲ့လိုမျိုးထင်တော့အဲ့တော့အဲ့ဒါနဲ့ရွှေဘဝလေးရယ်ရွှေဘရက်လေးအဲ့လိုမျိုးလေးတော့ဝှစ်ဖြစ်သွားမှာပို့ပြီးဒါပေမဲ့တခုတော့ရှိတာပေါ့နော်ဟုတ်ဟိုကုမောင်ဆန္ဒလည်းမပြောပါဘူးဒါပေမဲ့ကိုသားကနေချမယ်နေကိုကရှင်ကြည့်ကြအဲ့ကြားမှာဘလို့ခံတာ အပြင်မှာဆိုရင်တော့ဒီမျိုးသမီးကဟိုမြမြတက်နေရတယ်တော်တော်တနာဖို့ကောင်းပါဘာဖြစ်လို့လဲဆိုတော့သူ့ကလေးအတုပမှာဟိုဘက်မှာဟိုပျော့နေကြရလေနော်ဒီကလုံးကသွားပြီးတော့ဘယ်လိုပြောမလဲပြောညဆိုသူအပြင်မှာသာတကယ်ကြံခင်းအဲ့မိမနေရလဲဟိုကိုထင်တာတော့ तू ကသူ့သားလဲဆုံချုံရတယ် तू ကသူရှင်လဲမပြူအောင်တကယ်တမ်း तू ဟိုဘယ်လိုပြောမလဲ तू အာတုပါချာနေမှာကြာရလဲ ူဖြစ်ချင်တဲ့ဆန္ဒကြီးอ่ะဟိုဘက်မှာဖြစ်နေอ่ะအဲ့ဒီကြတော့ तू အဲ့ခါသာအဲ့အခန်းနေသာဆက်ပြမယ်ဆိုလို့ရှင်တော့ဒီမျိုးသမီးတယောက်နေနဲ့တကယ်ကိုလဲသိလိုက်တဲ့လို့ဘယ်လိုပြောမလဲရှင်ကွဲနာအကြသိသွားမယ်မျိုးသမီးတယောက်လောက်တော့ဖြစ်သွားမလားမသိဘောเนาะအဲ့လိုမျိုးစဉ်းစားမိဟိုတစ်ဖက်မှာတကယ်ဆိုလို့ရှင်တော့သူ့စိတ်ထဲမှာလို့အဲငါကအတုပဖြစ်တစ်ဖက်မှာအတုပဖြစ်နေတစ်ဖက်ကဘာလို့ငြင်းငြင်းမနေရလဲဆိုတော့စိတ်လဲသူဖြစ်မှာပဲဘာဖြစ်လို့လဲဆိုတော့ဟိုကောင်းတာအောင်ဆိုတာသူ့စိတ်ထဲမှာအဲ့လိုဒွန်းဒွဲနေမယ်လို့ထင်ပါတယ်ဒီမျိုးသမီးတယောက်နေနဲ့တော့ပေါ့လေဒါပေမဲ့ကိုယ်ကတင်ပိုလေးတွေပြင်သွားတာပါ ော်တော်စတယ်ပေါ့ဘုကလည်းတံမိုးတက်သွားလည်းအရင်ကောင်းဘာဖြစ်လို့ဆိုတော့ तू ကလည်းဟိုတက်တက်လုံး तू ခံရတာလေသိလား तू တက်တက်လုံးအဲ့လိုအောက်မှာပဲ तू နေရသူ့မှာရှိရမရှိမာနာလေးပေါ့နော်မရှိမာနာလေးမှာမှာဒီအချိန်မှာကြောင့်အကုန်ဝိုင်းမျိုးသူ့ဒီဟာလုံးက support လုပ်ကြတော့သူ့အနေနဲ့ကြောင့်လည်းအရင်ဟိုကြည်နူးစရာကောင်းတဲ့ PT ဖြစ်ဆုံးအချိန်ပေါ့အဲ့လိုမျိုးဆိုတော့ဒီအဲ့ဒါကြောင့်မလို့ကိုကလည်းစိတ်ဝင်စားဆုံးက and ဒီခုကိုသူဘလို director ရဲ့ပညာဘလို့လဲ editing ပညာဘလို့လဲနောက်တစ်ခုကကြတော့ ။နောက်ကတီဂီတာရဲ့ပံ့ပိုးမှုကဘယ်လိုရှိမလဲပေါ့။အရန်သိကျင်တာဒီအန်နီကိုစိတ်ဝင်စားဆုံးပဲ။မောင်ကြီးကရုပ်ရှင်ကြည့်ရင်ရိုက်ပြီးွားတာတော့တစ်ဖက်ချင်းစီရိုက်တာပေါ့လေ။ဒါပေမဲ့သူ့ရဲ့ကားဆက်တဲ့အချိန်မှာဘယ်လိုဟာရင်းနဲ့ဘယ်လိုတံပိုးနဲ့ဘယ်လိုဆက်မလဲဆိုတာတအားစိတ်ဝင်စားဒီကောင်အဲ့လိုမကောတော့ခံစားနေရတာပေါ့ဒါမှမဟုတ်သူတို့မြင်လိုက်တာကဒီမိသားစု၄ယောက်ကတိမလာတိတိဆိတ်ဆိတ်နေဘာလို့တော့ဘိုးဘောင်ကပြောထားတယ်ဒီရှင်လောင်းကိုရှင်ကြီးရှင်ကြီးကိုပြောမတော့အောင်ဆိုဘယ်မှမတော်ရဲဘူးဟုတ်တော့ရဲဘူးအဲ့လိုမှာ ိုးဝင်တယ်ဝင်ရတယ်ဟိုးကွာစိတ်ဝင်တဲ့ဆိုင်ဝင်ကြကားနဲ့ဝင်အဲ့မှာအဲ့မှာစားခံစားတာအဲ့မှာဟိုပရိသတ်အနေနဲ့ခံစားမယ်ဆိုလို့ရှိရင်တော့ဘာဖြစ်ဖြစ်သူတို့အလှူလေးကစီစီကားကားနေနော်အဲ့လိုမျိုးတကယ်ခုနမမျိုးလေးဆိုပြောရလဲမျက်နှာမွေးအလှူလေးပါတော့ဆိုလဲဟာမျိုးလေးဆိုတနာစရာကောင်းတယ်လေသိရမလားဟိုပို့ပြီးတော့သူတို့ရင်နှင်းစရာကောင်းတယ်ဗောဘာဖြစ်ဖြစ်ဒီလိုမျိုးလေးရောက်လာတဲ့အချိန်ကျတော့ဟိုဝမ်းသာစရာကောင်းတာဗောနော် ဝမ်းသာစရာကောင်းတယ်ပေါ့ခုနလိုပဲဟိုမြတ်မြတ်တက်နေရပဲတွေးမယ်ဆိုရင်တော့တမျိုးတွေးလို့ရမှာပေါ့အောင်မြင့်ဆန်နေရတွေးရဆိုလို့ရှိရင်လည်းတကယ်တော့အောင်မြင့်ဆန်ဘယ်နေရာမှမနိုင်ခဲ့ဘူးသူဒီကမလေးကိုဟိုသူပန်းကိုသူဟိုဟာပေါ့နော်ဒီ rape လုပ်တဲ့အချိန်ကတော့သူမအောင်မြင်ခဲ့သူလည်းအယိုက်ခံရတယ်။နော်သူတကယ်တမ်းဟိုကောင်းကောင်းမွန်မွန်တတ်ခဲ့ရဆိုလားဆိုတာလေသူကပန်းအောင်ယောက်ျားလို့သူတတ်ခဲ့ရမဟုတ်ဟိုသူ့ရဲ့ဘိန်းနာလူရပဲလုပ်ခဲ့ရတယ်သိရမလား။အလူလည်းသူမလုပ်ရဘူး။သွားလဲသူမဖြစ်စီရတကယ်ကတော့သူကသူကတော်တော်တနာဖို့ကောင်းတာပြန်တွေးနေတာမှာသူမိုက်မိုက်ကန်ကန်လုတ်လိုက်တာအရင်ဘယ်လိုပြောအရင်ထိရောက်သွားသူကဟိုဒီစားမှဆိုရင်ကိုစော်ဝင်တယ်ကိုလိုက်ကိုလိုက်ဆိုင်တိမပေါ်ဆိုင်နာဝင်ဝင်ပြီးတော့ကိုလိုက်ဆိုတယ်ဟုတ် မမျိုးကဆူလိုက်တဲ့ဘလိုလေးခံတာဟာအဲ့ဒါတော့တကယ်ကိုတကယ်ကိုချက်သိမ်းထားစရာကြီးအဲ့ရိုက်ကွင်းကရိုက်ကွင်းမှာကလေးကမမျိုးရဲ့အဲ့ဟိုဒီအလှမန်းတဲ့ပေါ့အလှမန်းတဲ့ရိုက်တဲ့နာပြောမင်္ဂလာပြောဆိုအဲ့အဲမမျိုးရဲ့တန်မာလားဆိုကိုကလေးလုံးဝချက်သိသိပြီးအဲ့ဒါနားထောင်နေလုံးဝအဲ့မမျိုးဆိုဆိုတာလို့မထင်ရအောင်ပေါ့နော်အဲ့လိုလုပ်တယ်ဆိုဟာတကယ်ကိုအမဟုတ်တယ်မန်းလေးမှာသွားတင်ပြီးတော့အတန်အောင်သွင်းပြီးတော့အဲ့လိုမျိုးဆိုလာတော့ဟာကိုက ကိုလေးစားအားကြရတာပေါ့နော်အဲ့လိုမျိုးလေဩစီနီယာလေဆိုတာဒီလိုပါလားဟုတ်ကဲ့ပြိုက်ထားလေဟင်းဟုတ်တယ်အဲ့ဒါမဟုတ်အဲ့ဒါဟိုအဲ့ဒါနောက်အလူကြမှာပြိုက်တာဒါပေမဲ့ပထမဆုံးဟိုဆင်းမှာကြတော့သူကအလူသူများအလူမှာသူကဆိုတာဟိုအဲ့ဆိုတဲ့ဟာအမားတို့ရိုက်တဲ့အချိန်မှာစပြီးတော့တည်တာဆိုတော့အဲ့အချိန်မှာအာမမျိုးရန်ဩစီနီယာဆိုဒီလိုပါလားပေါ့နော်ဟိုဒီလိုစူးစမ်းရမှာပါလားပေါ့ပို့ပြီးတော့မြင်လာပေါ့ကိုကတော့တင်ယူတဲ့သူပေါ့ကိုကိုကအဲ့လို မြဲတဲ့သင်ယူရသူလိုပဲခံစားရတာဆိုတော့ဟောငါဒါသင်ယူရမှာပါဒီလိုမျိုးစူးစမ်းရမှာအနုပညာဆိုတာဒီလိုယူသွတ်ရမှာပါလားအဲ့လိုမျိုးတော့ဘုတ်တခါလေးတော့ကျွန်တော်တို့မြေကျင်တော့ရှေ့မှာသူထိတ်သွားတာတွေကြရတာတွေဒီဘက်တစ်ချင်းတော့ဘုတ်ကချင်းရပါတော့ဒီဘက်မှာပုံစံနဲ့တော့ security ရတော့ဘူးသူကငုံလာစမ်းမကြည့်အမှန်တော့ဆိုကြဒီဘက်မှာပုံစံနဲ့ကပြီးနေတယ်ဆိုလို့ကိုကဟိုရှင်းလောင်းပေးမှာတိတ်အောင်လုပ်နေတာမောင်လာတော့လည်းမောင်ကမောင်ကြောက်ဖြစ်တယ်ဆိုတော့ဒီဒီအားလေးဘယ်လိုလုပ်ခဲ့တာလဲဒီဟိုအလောင်းပေးမှာပေါ့ကျွန်တော်ကြည့်တာအဲ့မှာတော်တော်လေး ိုးစိုးပွားချက်လုပ်ခဲ့တယ်။အင်းဟုတ်တယ်အမှားကတော့ဟိုဘယ်လိုပြောမလဲအငူအားဆုံးစင်ပေါ့တကယ်လည်းကိုယ်သားသေးွားလေနော်ကိုယ်သားသေးွားဆိုတော့အဲ့ချိန်ကကိုယ့်အတွက်ဟိုကအနာကျင်ဆုံးချိန်ဖြစ်မှာပေါ့သူ့အတွက်အခံစားရဆုံးဒီမြမြတက်နေရကြည့်မယ်ဆိုလို့ဆိုရင်ခုနပြောသလိုပေါ့တကယ်ဟိုခက်ခက်ခဲခဲရလာတဲ့ตาလေးနေနော်သူ့ဖေကလည်းမရှိသူ့ဖေကလည်းသူကဘလို့ပြန်ပြောမလဲနော်ဟုတ်တော့သူ့ရဲ့မျောလင်းချက်တွေအကုန်လုံးသူ့အမေရဲ့မျောလင်းချက်တွေအကုန်လုံး သူ့ရဲ့မျောလင်းချက်ကောသူ့အမေရဲ့မျောလင်းချက်သူ့အရန်ချစ်တဲ့မောင်ရဲ့မျောလင်းချက်ကောအကုန်လုံးဒီကလေးလေးပေါ်မူတည်နေတာအကုန်လုံးကတုတ်ကြသွားတယ်နော်ဘာမှရှိတော့အဲ့လိုမျိုးဖြစ်သွားတာဆိုတော့သူမမငုံရင်အလောက်လောက်မမငုံရင်သူဘယ်လိုလုပ်မလဲနောက်တစ်ခါကျတော့လည်းအဲ့ကလေးလေးကိုကိုနေရလဲကလေးလေးနဲ့လည်း chemistry အရင်မိနေပါပါကားဆိုင်ရဲ့ကလေးကလေးလေးကကိုသားလိုပဲသားလေးဆိုရင်သူကလည်းအမေလိုပဲခေါ်အခုထိအမေလိုခေါ်တော့မှဆိုတော့အဲသူနဲ့ကိုနေရလဲအဲ့လို chemistry မိနေတော့ကိုကသူ့ကိုကြည့်ရင်တနာသူ့မျက်နှာလေးကြည့်နေတနာဂယုနာဖြစ်ပြီးတော့အဲ့လိုမျိုး မူမိတာပေါ့နော်အဲ့ဒါကတော့ဟိုအဲ့ချိန်မှာဖြစ်သွားတဲ့မူကတော့အဲ့တိုင်းပဲအစ်စ်မှန်အတိုင်းပဲကိုကတကယ်ငိုတာပေါ့အကြီးကျယ်ငိုတာတိတ်လို့မရမမျိုးခိုင်နေပေါ့စီစံလို့ကတ်လောက်တာတော့မှာနှစ်ယောက်လုံးကမတိတ်မတိတ်နိုင်မမျိုးခိုင်လည်းရမ်းငိုတာရမ်းငိုတာမမျိုးခိုင်ရောနှစ်ယောက်လုံးဖတ်ပြီးရောငိုတာအဲ့ဒါဟုတ်တဆီကြောက်ကြည့်တော့ဘာလို့ဟိုတော့ဒီဘောလာကတော့ချိတ်ရိုက်ပြတာเนาะဒီဘက်တချင်းနဲ့ဒီဘက်ခံစားပြတယ်ဒီဘက်ကအဲ့ဒါဆိုင်နေဟိုဘက်ကဟိုမမျိုးတို့ဒီတော့ရဲ့အာတက်တက်တေးနဲ့ပုံတယ် နောက်ပြီးတော့ဒီကိုရင်လေးတင်ရတော့တာကလာဝတ္တရှင်မှာတရဏဂုံတင်တဲ့ချိန်မှာဟုတ်အဲ့ဒါကဘုံစင်ဝင်တဲ့ဆိုင်ကြီးဖြစ်နေတယ်ကောဟိုမှာအဘယ်ဆိုင်ယူခါလဲယူခါနေဟုတ်တယ်အဲ့ဒါပြောတယ်မစောဝင်နိုင်လို့လည်းအရန်ကောင်းမှာမဟုတ်စောဝင်နိုင်အောင်သူကလည်းဒီ character နဲ့သူနဲ့လည်းအရန်ကြိုက်သလားလို့လေနော်ဟိုကအားရရတယ်လေဥစောဝင်နိုင်အောင်ကြည့်ပြီးတော့လဲလေနော်အဲ့လိုမျိုးစင်းနိုင်ပါလေသူအဲ့လိုဟိုဟိုစင်းလေးမှာဆိုသူ သူကမင်္ဂလာဆိုင်မတီးရဆိုတဲ့ဟာလေးမှလားအိုက်စင်းလေးမှလားအရန်ကောင်းသလိုသူကအဲ့လိုအဲ့လိုပြဿနာဖြစ်တာလားဆိုတော့အဲ့လိုလှမ်းပြီးတော့ကြည့်တဲ့မျက်လုံးလေးဟုတ်ဟုတ်ဟုတ်ဟိုတာဟိုတာပေါ့နော်သူအဲ့လိုလိုဘာဖြစ်တာလဲပေါ့ငါတို့ဖြတ်မလို့လာပြန်ပြီလားပေါ့ဆိုတော့အဲ့လိုအကြည့်ကလှမ်းပြောလိုက်တယ်ဆိုတာအပြည့်ဝရတယ်အဲ့လိုမျိုးလေးဆိုတော့အဲ့ဒါလေးလေးသဘောကျတယ်ဘောကကြဥစ္စာဝန်ထမ်းရလဲ character လုံးဝမိတခုပြောမှဆိုတော့ဒီကားမှာဟိုဟာဖြုံးဝေဆိုးလဲဖြုံးဝေဆိုးလေးကမမျိုးဆိုလဲအဲ့အိမ်လေးဟိုဟာဖြစ်သွားတဲ့စင်းလေးဆိုတော့အာကိုကတနာကိုအဲ့ချိန်မှာကိုကဝမ်းနေတာ အဲ့လိုမျိုးမမျိုးရဲ့စင်းနိုင်လေးမှလည်းကြိုက်တယ်ဥစုံဝင်နိုင်လည်းကြိုက်တယ်မမျိုးခိုင်ဆိုလည်း तू သူသာမကောင်းခင်ကိုလည်းလုံးလို့မရအောင်မမျိုးခိုင်လည်းကောင်းလို့ဘေးနာနေလို့မမျိုးခိုင်လည်းတအားဆပ်ပိုးလုပ်တယ်အဲ့တော့လူတိုင်းလူတိုင်းပေါ့နော်ဟိုကလေးနှစ်ယောက်ဆိုလည်းကောင်းတယ်ဟိုအောင်မျက်စံဘေးနာနေရဲ့ကောင်းလေးနှစ်ယောက်ဆိုလို့ရှိရင်လည်းကောင်းတယ်ဆိုတော့လူတိုင်းလူတိုင်းကကောင်းနေလို့ဟိုဘာဖြစ်ဖြစ်ကြည့်ရတာ ရတာရတာပေါ့နော်ရတာရှိခဲ့တာရှိပိုင်းမှာတော့နည်းနည်းလေးဟိုရေတက်ကပါတယ်စဉ်းစားနေတော့လားပြီးတော့မနေ့ကတနင်္လာနေ့မှာ3ဆတက်လာလို့ဆိုတော့ဒါကအရာဘလို့ခံတာအရန်ဝန်တာပေါ့ဘာဖြစ်ဖြစ်ဟိုအမေနိုင်ပြောရမယ်ဆိုရင်တော့ဟိုဟိုယောက်ျားကပြောသလိုပါသူကနိုင်ငံမှာနေတော့မရိုက်ရတော့မပြော်ဘူးလို့ဆိုင်တော့လည်းအဲ့လိုမျိုးပဲတချို့စိတ်ညစ်စရာလေးကြောင့်ရိုက်တော့လည်းအဲ့လိုဘာဖြစ်လဲစိတ်ညစ်စရာကြီးရိုက်တော့မပြော်ဘူးလားဟုတ်မလဲလို့ရိုက်တော့ရိုက်တော့လည်းအဲ့လို အိုက်တင်လုံးရတာကိုမပြောတာမဟုတ်ဘူးလို့တခြားကိစ္စလေးတော့မပြောတာရှိရပါလို့အဲ့လိုမျိုးတချို့အခက်အခဲလေးနေမကောင်းဖြစ်နေရအဲ့လိုမျိုးဆိုငါမပြောပြန်ဘူးလို့ရတယ်ဟုတ်လားဘယ်အမနေ့ကမှပြောပြငါဘယ်ချိန်ပြောရလဲသိလားလို့အဲ့လိုရုပ်ရှင်ထွက်လာပြီးတော့လူတွေကကြည့်ပြီးတော့အသိမှတ်ပြုတဲ့ချိန်မှာပျော်တာလို့အိုက်ပီတီကိုအရှိရဟာတွေအကုန်လုံးနဲ့လဲနိုင်တယ်လို့အဲ့ဒါကြောင့်မလို့ရုပ်ရှင်ရိုက်တာလို့ပြောတယ်ကျေးဇူးပါကျေးဇူးတင်ပါတယ်